ထားပါတယ်။ဒါပေမဲ့သူကွက်မျက်မခံရခင်မှာတော့ငါချက်နာပြီဟုတ်လားမင်းတို့လိုချင်ရစီရမယ်ရှာကြစမ်းကဘာပေါ်မှာငါပိုင်ဆိုင်ခဲ့တဲ့မြအရာပြီးအားလုံးကိုပင်နယ်ထဲမှာထားခဲ့ရဆိုပြီးတော့အော်ပြောသွားခဲ့ပါတယ်။သူပြောရတဲ့စကားဟာတကဘာလုံးကိုပြန့်နှံ့သွားခဲ့ပြီးတော့လူတွေဟာပင်နယ်ထဲကိုရွှဲလွှင့်ကုန်ကြကပင်နယ်ထဲမြအခစ်ကြီးတစ်ခင်စတင်လာပါတော့ရဲ့။တာယာရဲ့မနက်ခင်းတစ်ခုမှာတော့တင်းမော်ကြီးတစ်ခုကရေဝဲတစ်ခုကိုဖျက်သွားနေရပြီးတင်းမော်ဘော်ကလူနှစ်ယောက်ကလည်းပင်လယ်ပြင်ကြီးကိုငေးကြည့်နေခဲ့ပါရဲ့။ ဒီချိန်အနီးနားကိုစီပိုင်းတစ်ခုမျောလာနေပြီးစီပိုင်းထဲမှာရောမန်ကီတီလူဗီဆိုတဲ့ကောင်လေးတယောက်ပါလာခဲ့ပါတယ်။တင်မောကြီးရဲ့မှာရောအရှိကရှိဝဲကတင်မောကိုမထိခိုက်နိုင်ဘူးလို့မှတ်ခါအေးစစေးပါတီပွဲတစ်ခုကိုကျင်းပနေကြပါတယ်။လူဗီပါလာရဲ့စီပိုင်းကိုမြင်တွေ့သွားတဲ့တင်မောသားတွေကအပေါ်ကိုဆွဲတင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲတင်မောသားတယောက်ကပင်နယ်မြတ်တင်မောကြီးတစင်းကိုလှမ်းမြင်လိုက်ပြီးတော့ပင်နယ်မြတ်တင်မောကြီးလာနေပြီဆိုပြီးအော်ဟစ်လိုက်ပါတယ်။မချခင်မှာပဲပင်နယ်မြတ်တွေဟာတိုးတင်မောကိုစတင်တိုက်ခိုက်ပါတော့တယ်။ ်ပင်လယ်မြေခေါင်းဆောင်မိမကြီးအဗီဒါကကော်ဖီဆိုတဲ့သူ့ရဲ့ပျော့ဖက်ဖက်တင်မောသားလေးကိုဒီပင်လယ်မြေမှာအလှဆုံးကဘသူလဲလို့မေးလိုက်ပါရဲ့ကော်ဖီကလည်းဒီပင်လယ်မြေတင်မောရဲ့ခေါင်းဆောင်တခင်မကြီးအဗီဒါပါလို့သဘောကျပြန်ဖြေပေးရပါရဲ့သူတို့ရဲ့အားလုံးကခေါင်းဆောင်အဗီဒါကိုအင်မတန်ကြောက်ရပါရဲ့ဒီလိုနဲ့ပင်လယ်မြေတွေကတင်မောချက်တိုင်းတွေကိုဖျက်ဆီးလိုက်ချိန်မှာတော့လူဗီရှိနေတဲ့စီပိုင်းဟာလည်းတင်မောအတွင်းထဲကိုလိမ့်ဝင်သွားခဲ့ပါရဲ့အဲ့ဒီအချိန်မှာပဲပင်လယ်မြေတွေကတင်မောအစ်စီကိုကျိုးရည်နဲ့တွေ့ပြီးတော့တက်လာပါတော့ရဲ့ ကိုဗီကတော့ကျိုးတဲ့ခုံကူကမှကြောက်နေရကြောင်းတခင်မအက်ဗီဒါကစူပူချိန်ပေါက်နေပြီးကိုဗီကိုပိတ်ကန်လိုက်ပါတဲ့ဒီလိုနဲ့ပင်တယ်တမရီဟိုဘက်တင်ဘုတ်ကိုတိုက်ခိုက်နေချိန်ကိုဗီတယောက်ကတော့မိဖို့ကြောင့်လေးကိုဝင်လာခဲ့ပါတယ်ရုံးဝင်းစံခတ်ဖြစ်နေကြချိန်မှာပဲခိုးကြောင်ခိုးဝက်ငတက်ပြားကောက်မာလေးတယောက်ကလည်းပင်တယ်တမရီတင်ဘုတ်ကိုကျိုးနဲ့တွေ့တက်လာနေပါတယ်တင်ဘုတ်စီကိုခိုးဝင်မှုစူးစမ်းရင်းမှပင်တယ်တမရီနဲ့တက်တဲ့တူလူအမောက်တိတ်ပေးလိုက်ရပါတယ်ကိုဗီကလူဗီရှိရဲ့စီပိုင်းကိုမိဖို့ကြောင့်လေးကနေလှိမ့်လာပြီးတော့တဲ့လာပါတယ် ဒါပေမဲ့ပင်တယ်မြောင်ရီနဲ့တူပြီးသူတို့ကစီပိုင်းကြီးကိုခွဲဖို့လုပ်ပါတော့ရဲ့ဒီချိန်